တက်မဲ့ဆိုလဲထိမ့်သိမ်းထောင်းစောင့်ရှောက်စီရပါတော့ကြားတော်မှာထိမ့်ရတယ်လေကြားကြိုက်တတ်တယ်ဆိုပြီးတော့အကုန်တက်ပလိုက်လို့မရဘူးလေမြေကြားလဲထိမ့်ရတာပဲဆူဆူမဆူဆူသူ့အနေနဲ့သူနေကွန့်ကိုနေပေါ့ကြားကိုတက်ဆရာလုံးကြားလဲကိုပြန်တက်မှာပါလေမြေခွေးကိုကြိုက်ဆရာလုံးရင်ခွေးကြိုက်တာခံရမယ်အဲ့တော့ဒါ အစင်ပြေအောင်ပေါင်းစရာပေါ့နော်သူလည်းသူလည်းနေသူကိုလည်းနေသူလည်းသူသွားကိုလည်းကိုသွားသူ့လို့ကိုလို့ကိုလို့ကိုလို့သူ့နေရာသူနေကိုနေရာကိုနေအဲပေါင်းကြော်လာရင်ဒါကိုကိုကြော်ခဲ့လို့ပဲ ချောင်းတွေရဲ့ကံပေါ့နော်ဒီမိချောင်းနဲ့ဒီပိုင်ရှင်တွေကဟိုပိုင်ရှင်ဖြစ်လိုက်မိချောင်းဖြစ်လိုက်နဲ့ပြန်ပြီးအသက်ခံနေရတာအဲ့လိုပေါ့ဒီဒီဘဝမှာနေမကောက်လေဘဝတန်နေရမှာဒီလိုပဲပေါ့အပြန်အလှန်တက်ဖြတ်နေကြတာဒါတရားတော်အရောင်းနော်ပုံကုန်အနေနဲ့ပြောရင်တော့အဲလူကမိချောင်းကိုတတ်တယ်မိချောင်းကလူကိုပြန်တတ်တယ်အဲ့လိုမျိုးပေါ့လေ တရားတော်ရဆိုရင်တော့ကိုတက်လို့ကိုခံရတယ်။ကိုတက်လို့ကိုပြန်ခံရတယ်ဆိုတော့ဉာဏ်နဲ့မှနားလေတော့အဲ့ဒါတောင်းတောင်းမရအောင်ဘလို့မှဟိုတခြားဖရာတွေဟောဟောမဟောတော့မသိဘူးပေါ့နော်။ဖရာရှင်မှလာဟောနိုင်တာလေဒီအမျိုးတော့ပြီးတော့လက်တွေ့ရှင်းသုံးကြည့်တဲ့အခါကျတော့လေသိကြတာပေါ့ကိုကျွေးဆက်တယ်ဆိုတာလေဒါ ဥပဒေကိုချိုးဖောက်တိုင်းဥပဒေပြစ်ပေးတာခံရမယ်အဲ့ဒါမှခံရခြင်းမှခံရအောင်ပဲဝကြွေးကြတော့ခံရဖို့ဟာပုံများတယ်ပေါ့အဲ့တော့ဝကြွေးဆက်တဲ့အလုပ်ကိုအဓိကလုပ်ရင်လည်းဝကြွေးဆက်ခံရတာဝကြွေးဆက်တာကကုတို့ရတယ်ပေါ့လေအကုတို့တွေရော့သွားတယ်ကိုရယူလို့မဟုတ်စိတ်နေတာဆိုရင် အကုဒုဖြစ်နေတာပေါ့နော်တရားလိုခြင်းလို့ကောင်းကောင်းစားခြင်းလို့နေရာကောင်းလိုခြင်းလို့အစားကောင်းစားခြင်းလို့ဆိုရင်အကုဒုဖြစ်တာပေါ့တရားအဓိကပဲမစားလည်းကိစ္စမရှိဘူးနေရာမရှိလည်းကိစ္စမရှိဘူးမရလည်းကိစ္စမရှိဘူးပေါ့နော်တရားလုပ်ဖို့အဓိကပဲကုဒုကောင်းမှုလုပ်ဖို့အဓိကပဲပေါ့အဲ့လိုမျိုးအဲ့ဒီလိုစိတ်နဲ့ရယူလို့မှုနဲ့မဟုတ်ပဲနဲ့လုပ်ဖို့အဓိကထားရင်တော့ အဲ့ဒါကလမ်းမှန်လေပေါ့လေဟိုအနုပညာကအနုပညာအတွက်ဆိုတဲ့စကားပေါ့နော်ကြားဘူးတာပေါ့လူ့ဘဝတော့ဒါပေမဲ့နားမလည်ဘူးပေါ့ဒါပေမဲ့တရားတော်ရတော့တရားတော့တရားအတွက်ပဲဘာလို့တော့မှမဒါနာဒါနာကုတို့ပြည်လို့ဖို့ပဲဒါပေမဲ့လှုပ်တဲ့လူအတွက်ပဲတကယ်တမ်းကျတော့အဲ့လိုနားလည်မှုနဲ့လှုပ်တဲ့အခါကျရင်တော့ဟိုလှူတာကအမှန်တရားအတွက်ပေါ့လှူတာမှန်တယ်ယူတာ မတရားယူတာမှားတယ်ပေါ့နော်။ကုညီတာမှန်တယ်မကုညီတာမှားတယ်ပေါ့။သီလဆောက်တာမှန်တယ်သီလမဆောက်တာမှားတယ်ပေါ့။တရားထုတ်တာမှန်တယ်အာမထုတ်တာမှားတယ်ဆိုပြီးတော့အဲအမှန်တရားအတွက်လောက်တာလေဘ ᱹ ဒုအတွက်မှမဟုတ်ဘူး။ဒါပေမဲ့အကျိုးပေးတဲ့အခါကျတော့ကိုလောက်တာကိုရတာ။ကိုကံကိုအကျိုးပေးတာအကျိုးပေးတဲ့အခါကျတော့ကိုလူပြီးတော့မှသူများသွားရစရာတော့မရှိဘူး။ကိုလူလိုက်တာကိုရဲ့ကုလို့ဖြစ်ပြီးတော့ကိုပဲတေချာပေါအကျိုးပေးတယ်။ ပုဂ္ဂိုလ်အနေနဲ့ပြောတာတမျိုးပေါ့နော်တကယ်လုပ်တဲ့အခါပုဂ္ဂိုလ်မပါဘူးပေါ့ဘ ᱹ ဒုအတွက်မှမဟုတ်ဘူးပေါ့ဆရာတော်လည်းဒါတာရဏတော်အတွက်လုပ်နေတယ်ပြောလဲဒီတာရဏဆိုတာကဒါနသီလသီလသမารီပညာအလုပ်ကတာရဏပဲလေဘုရားတာရဏမဟုတ်ဘူးဒီလုပ်တရားဒါကုသိုလ်လုပ်တယ်ပဲဒီပုဂ္ဂိုလ်မပါတော့ဘူးပေါ့နော်လုပ်ရက်တွေအတွက်ဒါနသီလစောင့်မှုသမာဓိစိတ်ကိုထိမ့်မှုဘာဝနာ ပညာပညာဟိုပညာဆိုရဲဒီလိုအမှန်တရားတွေကိုနားလည်ဖို့ပေါ့အဲ့လိုမျိုးအဲ့ဒီလိုနားလည်မှုနဲ့ကြင်ကြံအားထုတ်တာပေါ့လေ အဲ့ဒီအဲ့ဒီတီလသမာဓိပညာအချင်းအတွက်ပဲဘဒုအတွက်မှာမဟုတ်အခုလို့လှူတယ်ဆိုလဲတာပုံကူအနေနဲ့ဆိုရင်တော့ဆရာလေးကဆရာတော်ကိုလှူတယ်ပေါ့တကယ်နားလည်မှုနဲ့ကြတော့ဒါလှူတာကောင်းတယ်ဖះကိုလှူမယ်ဆရာသမားကိုလှူမယ်အဲ့လိုမျိုးပေါ့အဲအဲ့ဒါကဒီအများကိုပြောတဲ့အခါမှာတော့ဒါဖះကိုလှူတယ်ဆရာသမားကိုလှူတယ်တကယ်တမ်းလှူရစင်တော့ဒါဒါနအမှန်တရားအတွက်လှူတယ်အဲ့လိုမျိုးပေါ့ သီလအမှန်တရားအတွက်စောင့်တည်တယ်သီလကသီလအတွက်ပဲဘာလို့တော့မှာမဟုတ်ဒါနကဒါနအတွက်ပဲအဲ့လိုမျိုးပေါ့ဘာဝနာကဘာဝနာအတွက်ပဲဆိုရင်ဟိုအလုလုတဲ့အခါမှာဟိုပြောတာတစ်မျိုးလုတာတစ်မျိုးတော့ဖြစ်ဖြစ်ဖြစ်မှာနားလဲတာတစ်မျိုးပြောတာတစ်မျိုးဘာလို့ဆိုနားထောင်တဲ့ပြည်သက်ကအမျိုးမျိုးရှိလို့နားလဲတဲ့လူကျတော့ဘာမှပြောကြရမလို့ဟိုအထာတိတာပေါ့နော် သူဘလို့ခြင်းနေလဲကိုဘလို့ခြင်းနေလဲသူဘာတိလဲကိုဘာတိလဲအဲ့ဒါတွေကမေးစရာမလိုပဲနဲ့ဟို ိုလေ့လာရုံနဲ့သိတယ်ပေါ့တတိဆန်နေဆိုရင်ဘာမှပြောတာမှမဟုတ်လားဘီအင်တာဗျူးတွတ်လုပ်လို့မရအောင်သူတို့လေ့လာရင်းနဲ့ discovery မှာလေ့လာရင်းနဲ့တတိဆန်နေအကြောင်းသိတယ်လို့ပေါ့ဒါတရားတော်ကြောက်လဲဒါလေ့လာတာပေါ့လူတွေရောဘုန်းကြီးတွေရောသီလရှင်တွေရောယောဂီတွေရောအကုန်လုံးလေ့လာဆရာဆိုရင်ဒါသူတေသနာဌာနကြီးဖွင့်လာပြီးတော့လာပြီးတော့ဒီမှာအလေးလာခံရတာပေါ့ယောဂီတွေကအဲ့ဒါကိုဆရာတော်ကလူပြောသူပြောနားထောင်နေတော့တယောက်မှကောင်းတဲ့လူမရှိဘူး ကိုကိုလည်းမကောင်းစကားနဲ့ဒါပေမဲ့လက်တွေ့လေးလာကြတော့ဟောတာဒီလိုကောင်းတာလေးရှိတယ်လုတ်လုတ်ရက်နဲ့ပတ်သက်ဒီလိုလုတ်တာကောင်းတယ်ဒီလိုဒီလိုဖိုလိုလုတ်တာမကောင်းဘူးပေါ့စိတ်ဆိုရင်လည်းဒီစိတ်ကကောင်းတယ်ဟိုစိတ်ကမကောင်းဘူးပြောရင်လည်းဒီလိုပြောတာကောင်းတယ်ဟိုလိုပြောတာမကောင်းဘူးဆိုတာတွေကိုဒါကိုယ့်အကူနားလေတဲ့အသိဉာဏ်ရှိအောင်ဒီလုတ်ရက်တွေကိုပဲလေ့လာတာလीတိုက်ရိုက်ပေါ့ ခုလိုလှူလိုက်တော့ဘာအကျိုးရလဲဆိုတော့အဲကိုကိုပြန်ပြီးတော့အလူခံရမှာလေလူစရာနဲသွားတယ်ဆိုရင်တော့မကိုကပြန်ပြီးတော့ရမယ်ပေါ့ဒါဆရာတော့လှူတဲ့အခါမှာလိလာလို့တိတဲ့အသည့်အဲ့ဒါဖះအတွက်ယောဂီတွေအတွက်ပေါ့နော်ယောဂီတွေကနဲတဲ့အခါကျတော့ဒုက္ခတွေတွေအတွက်ပေါ့အတက်တမြအောင်လှူတာယောဂီပဲလှူရမယ်ဆိုရင်ဆရာတော့မှလူစရာသိမ့်မရှိတော့เจ้าနေအများကြီးနဲ့စောက်ကြံမလို့တော့ဒုက္ခတွေတွေကလည်းများတော့ လူတဲ့လူအတွက်လူတော့ဒါပေမဲ့စိတ်ကိုအဓိကထားပြီးလူတာပေါ့အဲ့ခါကျတော့လေဒီလိုလူချင်းအဖြစ်သူသူသူတပားလူဖြစ်ရင်ကိုယ့်လူပြည့်ရယ်ဆိုတဲ့အကြောင်းကျိုးကိုလည်းသဘောပေါက်လာလူအပ်ချက်ကိုဖြည့်လိုက်တာပဲပေါ့သူကလည်းသူတရားဓမ္မလားတရားဓမ္မမဟုတ်ဘူးလားလူဆိုးလားလူကောင်းလားအဲ့ဒါတွေကိုတမင်တကာတော့မခွဲဘူးပေါ့လေဒါပေမဲ့စိတ်နဲ့တော့တားတဲ့သဘောမျိုးတော့ရှိတာပေါ့စီးတားတယ်လို့ပေါ့စီးရမှမြင်မြင်အောင်ပဲစိတ်နဲ့တားတာကြတော့မမြင်အောင်ပေါ့နော် တားပြီးတော့လေဒီဒီလိုကြီးမပြောရမနေနဲ့သူများကိုလိုက်ပြောနေတာမဟုတ်ဘူးလေစိတ်ထဲမှာလုတ်ပြီးတာနဲ့ဒါမိထားလိုက်မယ်စွန့်ထားလိုက်မယ်ဟာငါလူတက်ထားတယ်ငါသူများပစ္စည်းခိုးထားတယ်ဆိုပြီးကိုယ့်အကူပြန်ပြီးဆွတ်ဆွဲနေတော့ပေါ်မှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကောင်းတာလုပ်ရင်လေငါလူထားတယ်ဆိုတာကိုတခါတည်းလွတ်ချပလိုက်တာပေါ့ငါမှတီလာရှိတယ်ဆိုပြီးတော့ကင်မထားဘူးပေါ့နော်။ငါတရားကျင့်တယ်ဆိုပြီးတော့လည်း ကင်မထားဘူးပေါ့လှုပ်တယ်လှုပ်ပြီးတာနဲ့တခါလေစိတ်ထဲမှာမထားတော့လွတ်လပ်တာပေါ့လေပြောသူတစ်ပါးနားလည်ရခက်တာအဲ့ဒီလိုလှုပ်တာနားလည်ရခက်တာလှုပ်ပြီးတာနဲ့ပြီးသွားတယ်လို့ပေါ့စိတ်ထဲမှာလည်းပြီးသွားတယ်မလှုပ်ခင်တော့လည်းရှိမနေငါလှုပ်မယ်ငါလှုပ်မယ်အဲ့လိုမျိုးကြွတင်ပြီးတော့ လုတ်ရမှာယူကင်မထောင်လုတ်ပြီးတော့လည်းငါလုတ်လိုက်ပြီးငါလုတ်လိုက်ပြီးဆိုပြီးတော့ကင်မထောင်ပေါ့မလုတ်ခင်မှာလည်းဒါလုတ်မယ်ဆိုတဲ့စိတ်ပေါ်လာတယ်လုတ်လိုက်တယ်ပြီးတာနဲ့လွတ်ချလိုက်ပြီးပြီးသွားပြီတရားဟောလဲဒီတိုင်းပေါ့တရားနာလဲဒီတိုင်းဌာနပြုလဲဒီတိုင်းပေါ့ပြန်တတိရတယ်ဆိုရင်တော့မှပြန်ပြီးလွတ်ချရတတိရတာနဲ့ပြန်ပြီးမေ့ပလိုက်စိတ်ထဲမှာမထားဘူးပေါ့နော်ရှင်းပလိုက်တာပေါ့ ဟိုတန်ရှင်းလို့တလို့ပေါ့နော်အများနဲ့လုံးဝညစ်ပတ်မခံဘူးအဲ့လိုပဲစိတ်ကိုလုံးဝဘာမှစိတ်ထဲမှာမထားဘူးပေါ့မထားလဲသူ့အနေနဲ့သူဝင်နေတာဝင်ပေမဲ့ဝင်လာတာနဲ့ပြန်ရှင်းအဲ့လိုမျိုးအဲ့တော့စိတ်ကလွတ်လပ်နေတာပေါ့စိတ်ထဲမှာဘာမှမရှိဘူးပေါ့နော် ဲ့လိုပဲခြင်းတာပဲဒါကိုအဲ့လိုပြောရင်ငကိုတွေကတော့ဆရာတော်အဲ့လိုပဲခြင်းတယ်ဒါမပြောတတ်ဘူးဒါပေမဲ့ပြောရင်လည်းလူတွေကလက်ခံမှုမလွယ်ဘူးလက်မခံတော့အာဒါဘာဖြစ်တယ်ညာဖြစ်တယ်ပြောမှာပေါ့နော်အဲ့တော့တောင်းတောင်းလက်ခံတဲ့လူကြတော့လည်းပြောပြတာပေါ့လေလက်မခံတော့လည်းမပြောဘူးပေါ့ဒါကိုဆရာတော်ကဘာမှပြောနေတာမဟုတ်မှားတယ်လည်းမပြောမှန်တယ်လည်းမပြောခြင်းချင်းချင်းမခြင်းချင်းလည်းနေသူများမခြင်းလည်းကိုခြင်းတယ်ပေါ့အဲ့လိုပဲခြင်းတယ်ဟိုတစ်ခုခုခြင်းတာပေါ့နော် ။တမထဆိုလဲတမထကိုဇောက်ချကျင့်တယ်လို့ပေါ့။ဒူတင်ဆိုလဲဒူတင်ကိုကျင့်တယ်လို့ပေါ့။ဆရာတော်ကဒီစိတ်နဲ့ပတ်သက်တဲ့အဲ့ဒီအကျင့်ကိုတော့နှစ်ပေါင်းများစွာပါလေ။နှစ်ပေါင်း20ကျော်ဒီလိုပဲကျင့်လာ။ကျင့်နေကျင့်တဲ့လောက်အကျိုးရှိတယ်ဆိုတော့ကိုသိတယ်။ကိုသူများမရတဲ့အကျိုးတွေပေါ့နော်။သူများမသိတဲ့အကျိုးတွေကိုကိုရတယ်ပေါ့။လှူတယ်ဆိုလဲလှူတဲ့လောက်ပြန်ရတယ်ဆိုတာသိတယ်။အဲ့ခါကျတော့ကြာတဲ့အခါကျတော့လုံးဝဒီတန်တရား ရှိတော့ဘူးကွာဒီလောက်ရအပေါ်မှာသူများအတန်တရားဝင်ရင်တော့မှကိုကသူ့ရဲ့တန်တရားထဲကိုယ့်ရဲ့ယုံကြည်မှုကအားပိုကြီးတယ်ကြီးတဲ့အခါကျတော့သူ့တန်တရားကိုယ်ကိုယ့်ရဲ့ယုံကြည်မှုကိုဖျက်ဆီးလို့မရအောင်ကိုယ့်ရဲ့လောက်ရကိုလည်းဖျက်ဆီးလို့မရအောင်ကျင့်စဉ်တစ်ခုပေါ့နော်ဒီဇိုင်းမှတ်မှတ်ဒါတော့စိတ်ကျင့်စဉ်လို့ပဲပြောရမှာအမှန်တရားကိုတုံးတာပေါ့အမှန်တရားနဲ့ပေါင်းလိုက်တာပေါ့အမှန်တရားအင်အားကြီးတယ်တစ်သေးပေါင်းတယ် ပညာတတ်နဲ့ပေါင်းတယ်လို့ပေါ့အာနာရှိရလူနဲ့ပေါင်းတယ်လို့ပေါ့ဒါဒါနပြုခြင်းသီလဆောင်ခြင်းဘာဝနာပွားခြင်းဆိုတဲ့အချင်းတရားတွေနဲ့ပေါင်းပြီးတော့မှဒီအချင်းတရားတွေပဲရှိတယ်ဒီအချင်းတရားတွေကကောင်းကျိုးကိုပေးတယ်ဒီလိုမကျင့်ရင်ကောင်းကျိုးဒီလောက်မရတခြားကျင့်နေရဒီလောက်မကောင်းဘူးပေါ့ဒီလောက်အပြစ်မကင်းဘူးပေါ့အဲ့တော့ပညာသင်တာစီးပွားရှာတာကိုမပြောဘူးသင်လို့ရရင်သင်အိမ်အောင်ပြုတာမပြုတာနေအဲ့ဒါတွေကအဓိကမဟုတ်ဘူး ဟိုမဟုတ်ဘူးဆိုတာတားလို့လည်းမရလို့ပြောတာလေမပြုတ်နိုင်ရင်တော့ပိုကောင်းတာပေါ့ဟုတ်တယ်မျိုးဒါပေမဲ့တားလို့လည်းမရတော့ဘာမှအဖြစ်ပြောမနေတော့လူတွေကပြုတ်မဲ့လူကပြုတ်ပြုတ်မှာမပြုတ်တဲ့လူကဘလောက်ပေးစားပေးစားမယူအဲအဲ့ဒါတွေကလည်းသိတဲ့အခါကျတော့ဒီတဘောတရားတွေကလည်းဒါလေ့လာလို့သိတာအဲ့လိုပြောချင်မှပြောမှာပါနော်အဲ့တော့သူစိတ်ကို တမင်တကာကြီးပုံစံပြောင်းတဲ့အလုပ်မလုပ်ဘူးဒီနေရာဆိုလဲဒီနေရာဟိုဒါဟိုသူ့ငကိုတိုင်းလေးပဲအလိုက်တင်နေပဲဖြာလေးခင်းပြီးတော့မှပဲတုံးလိုက်တာဆိုတော့ဒင်းမပြင်းဘူးကိုပိုင်တော့အဲ့လိုပဲမပြင်းကိုမပိုင်တော့လဲဒီလိုလေးပဲအလိုက်တင်နေပဲကိုပြည့်စံနေရဒီနေရာအဆင်ပြေလို့ဒီလိုလာတုံးတဲ့တဘောပဲအဲကိုကြောင့်မလို့တတ်နိုင်တယ်လားဘာမှဟိုအနောက်ရှင်းမပြင်းအောင်ပြီးတော့သူတစ်ပါးကိုလည်းလွတ်လွတ်လပ်လပ်ဝင်ပါလို့ရအောင်ပါ ဝิญဉာဏ်ဝင်ထွက်ခြင်းတိုင်းထွက်လို့ထွက်လို့ရတော့ဒီမှာကြတော့မတိမတာပဲဖြစ်တိတတာပဲဖြစ်ဖြစ်နားထောင်လို့ရတယ်ဝင်ပါလို့ရတယ်အဲ့လိုလို့လွတ်လပ်မှုရှိတဲ့နေရာပေါ့နော်လွတ်လပ်မှုပေးတဲ့ပေးထားတာပေါ့နေရာလည်းလွတ်လပ်တယ်ကိုယ်စိတ်ကလည်းလွတ်လပ်တယ်လွတ်လွတ်လပ်လပ်လုပ်တယ်ဒါတွေကဘာတွေဖြစ်လာမလဲအဲ့အရာတွေကတော့လက်တွေ့လှုပ်ချင်တဘောပေါက်တယ်ပေါ့ဆရာတော်ကခံမှန်းလို့ရတာပေါ့နော်အများအားမြန်မာပြည်မှာရော mỹ đi ở biển này ở thái ở đi lâu lâu lại cái này thái giờ đi lâu lâu đại cao nhiêu sư giờ đi không có nó bỏ rồi sư bao mi lâu đề nhau cái nó anh em xem ra lại rồi chả là phá ra biển nhau xem rồi toàn rồi mày 范围，对不对，好、哎，第、哎、二、哎哎 sevane hariya duro တုညာအညာအညာယူတော်မူကြပါတော်ဟာတိဟာတိဟာတိကုတု